အားလုံးပဲမင်္ဂလာပါချစ်ရဒီယိုအစစအင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်မေလ9ရက်နေ့အတွက်ခုံနုံတုံချစ်ရဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆောင်းပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ချင်းကြမရေးမှာပြန်လည်ထမ်းဆောင်မဲ့သူတွေကိုအိန္ဒိယတက္ကသိုလ်မှာနာဇီနဲ့ lab science ပညာသင်ဆုပ်ပေးမယ်လို့ CHO ကြေညာလိုက်တဲ့သတင်း ကလေးမြို့မှာ MPD ဖုန်းလိုင်းတစ်ခုသာရရှိပြီးငွေဖြည့်ကတ်တွေကိုဈေးပိုပေးဝယ်ယူနေရတဲ့တရင်ပော့ပ်ဂျဟမ်မင်းကြီးအဖြစ်အမေရိကန်ကနေကာဒီနယ်ဘုန်းတော်ကြီးရွေးချယ်ခံရပြီးပော့ပ်ဂျဟမ်မင်းဘွေကိုစစ်လေးရောက်မြောက်လေယူလို့ခံယူတဲ့တရင်နဲ့စက်ကောင်စီကအပြစ်ရက်စဲရေးချင်းရထားပေမဲ့လည်းအွန်လိုင်းမြို့နယ်ရှိချင်းရွာကိုလေကြောင်းတိုက်ခိုက်စတဲ့တရင်တွေကိုတင်ဆက်ပေးသွားပါမယ် အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်ကဂျမားဤကာနာမှာပြန်လည်တောင်းဝန်ထမ်းဆောင်မဲ့ចောင်းသူចောင်းသားတချို့ကိုအိန္ဒိယနိုင်ငံကတက္ကသိုလ်တစ်ခုမှာနာဇီနှင့် Lab Science ဘာသာရပ်တက်ရောက်သင်ယူနိုင်ရအတွက်ကြီးညာတင်ဆက်ပေးသွားမယ်လို့ချင်းဂျမားရဲ့အဖွဲ့အစည်းအချုပ်ကသတင်းထုတ်ပြန်လိုက်ပါတယ် အနည်းဆုံးအသက်18နှစ်ထိထားပြီးလက်ရှိမှာအိန္ဒိယနိုင်ငံရဲ့စစ်နှစ်တန်းဒါမှမဟုတ်မြန်မာနိုင်ငံရဲ့စစ်နှစ်တန်းတို့ကိုသိပ်ပံတွဲနဲ့အောင်မြင်ထားသူတွေဟာအိန္ဒိယကတက္ကသိုလ်တစ်ခုမှာတက်ရောက်ခွင့်ရနိုင်မယ်လို့ CHO ကမေလ10ရက်နေ့မှာထုတ်ပြန်ခဲ့တာပါကြောင်ပြီးတဲ့အခါမှာချင်းမိနယ်မှာပြည်လဲတောင်ဝန်ထမ်းဆောင်မဲ့သူတွေဖြစ်ပါကချင်းကျောင်းမရဲ့အဖွဲ့အစည်းကနေ application process ကိုကိုငင်ဆောင်ရွက်ပေးမှဖြစ်တဲ့အပြင်ချင်းမိနယ်ကကျောင်းမကြီးလို့သားအင်အားလိုအပ်ချက်ကြီးမာပြီး ခက်ခဲဝေးလံဒေတာကကျောင်းသူကျောင်းသားတွေအတွက် scholarship တွေပေးအပ်သွားမှာဖြစ်ပါတယ်ကျောင်းလျှောက်ပြီးတဲ့နောက်ကျောင်းက acceptance letter ရပြီးတဲ့နောက်မှာ scholarship ကိုပေးသွားမှာဖြစ်ပါတယ်လို့ CHO အဖွဲ့ကဆိုထားပါတယ်။ကျင်းသာတင်ဆို scholarship လျှောက်ထားမဲ့သူတွေအနေနဲ့ကျင်းသာတင်ဆိုလျှောက်လာအစဉ်စဉ်ကိုချင်းချမရဲ့အဖွဲ့ရဲ့ကျင်းသာတင်ဆိုဘုတ်အဖွဲ့ကသတ်မှတ်ထားတဲ့အတိုင်းဆက်လက်လျှောက်ထားရမှာဖြစ်ကြောင်းအသေးစိတ်ကိုပြန်လည်အကြောင်းကြားပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ တနပ်ပြုနာရစင်အတွက် အစီအစဉ်နှစ်ခုရှိပြီးတော့ General Nursing and Midwifery GNM ကို internship အပါဝင်၃နှစ်နဲ့ Basic Bachelor Science Nursing ကို၄နှစ်တရားမှာဖြစ်တယ်လို့သိရပါတယ်။ Laboratory Technician အတွက်တရားနိုင်မဲ့အစီအစဉ်တစ်ခုလည်းရှိနေပြီး Bachelor of Medical Laboratory Science BMLA ဖြစ်ကောင် internship အပါဝင်၄နှစ်တရားမယ်လို့ဆိုပါတယ်။ 2025ခုနှစ်စာသင်နှစ်အတွက်ကျောင်းသူကျောင်းသား9ဦးကသာလက်ခံသွားမှာ ဖြစ်ပြီးတော့ရှောက်လွာလင်တွေကို CHO ရဲ့လုံမှုကွင်းရဲ့စာမျက်နှာမှာမေးမြန်းစုံစမ်းနိုင်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံအောင်လက်မှတ်နဲ့တည်ရောက်မဲ့သူတွေအနေနဲ့အိန္ဒိယကိုတရားဝင်လာရောက်နိုင်ရလိုအပ်တဲ့စာရွက်စာတမ်းနဲ့ passport တွေရရှိမှဖြစ်ကြောင်းအိန္ဒိယအစိုးရအတိမတ်ပြုအထက်တန်းကြောင့်အောင်မြင်ထားသူတွေအနေနဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေကို CHO ကိုစုံစမ်းမေးမြန်းနိုင်ကြောင်းဆိုပါရီး စိတ်ဝင်စားသူတွေအနေနဲ့အကြောင်းအကြောင်းနဲ့အကြောင်းကအစီအစဉ်တက်နိုင်ဖို့ပြည်နေရမယ်တတ်မှတ်ချက်တွေအကြောင်းကိုသိရှိလိုပါကလည်း CHO ရဲ့လူမှုကွင်းရဲ့စာမျက်နှာကနေတစ်စက်မေးမြန်းနိုင်ပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့စကိုင်းတိုင်းကလေးမြို့မှာစစ်သွဲရဲ့ operator MPD phone line တစ်ခုသာရရှိပြီးတော့ဖုန်းဝင်ဖြည့်ကတ်တွေကိုဈေးပူပေးကဝယ်ယူနေရတယ်လို့ဒေတာခန့်တွေဈေးကတည်ရပါတယ်။ဧပြီလကုန်မေလဆောင်းပိုင်းကစတင်ပြီးတော့ MPD ဖုန်းလိုင်းတစ်ခုတည်းသာရပြီးအခြားဆက်သွယ်ရေးဖုန်းလိုင်းတွေနဲ့အင်တာနက်လိုင်းတွေအလုံးကျက်တောက်နေခြင်းဖြစ်က MPD ဖုန်းဝင်ခြေက1000ဖိုးကို1200ပေးကဝေယုံနေရတယ်လို့ကလေးမျိုးကဒေတာခန့်အမျိုးသမီးတို့ကပြောပါရယ်အခုကကလေးမျိုးမှာ MPD လိုင်းတစ်ခုပဲရပါတယ်ဒါကြောင့်ဖုန်းလိုင်းကမကောင်းခြင်းဘူးဒါပေမဲ့ MPD ပဲရတာဆိုတော့အဲ့ဒါပဲသုံးကြပြန်တော့အခုဖုန်းပြငွေ1000တန်ကတ် ကို1100တို့1200တို့ပေးပြီးဝေယုံနေရတယ် ဒါကြောင့်မြို့ထဲမှာဝဲစရာမရှိတော့ဘူးကျမတို့ကြတော့ကဲပေးနဲ့ပဲဖြေကြတော့အဆင်ပြေနေသေးတယ်လို့ဒေတာခန့်အမျိုးသမီးကပြောပါတယ်တခြားစစ်သွေးရေးလိုင်းတွေဖြစ်တဲ့ Orido Atom နဲ့ Miter Operator တွေဟာဖုန်းလိုင်းနဲ့ Internet line တွေအားလုံးသုံးလို့မရသေးပါဘူး ဒါအပြင်ကလေးမျိုးမှာ MBD ဖုန်းလိုင်းတစ်ခုသာအသုံးပြုနေရတာကြောင့် MBD SIM ကမှလည်းအရင်က1500ကျပ်တန်း SIM ကတစ်ကပ်ကို အခုမှ4500ကျပ်နဲ့ဝယ်ယူနေရကြောင်းလည်းသိရပါတယ် MPD SIM card ကအရင်က1500ကနေ3000 5000အဲ့လိုကနေအခုဆိုရင်တော့4000 4500အဲ့လိုနဲ့ရောင်းကြတာပေါ့နော်တော်တော်များများကလည်း MPD ကပဲလိုက်ဝယ်နေကြတာဆိုတော့လေဝယ်လို့အများပြီးတော့ကတ်ကပြတ်တော့ဈေးကတောက်လျှောက်ကိုတက်တာပေါ့နော်လို့ကလေးမြုပ်ဒေတာခန့်အမျိုးသားတူကပြောပါတယ် တုတ်တော် MPD SIM ကဟာလေဖုန်းဆက်သွယ်ဖို့တော့အသုံးပြုလို့ရတဲ့အပြင်ဖုန်းလိုင်းမကောင်းကြောင်း MPD Fiber Internet Line တွေဟာလေအသုံးပြုသူတွေများပြားတာကြောင့်လိုင်းဆွဲရမကောင်းပဲအသုံးပြုရအဆင်မပြေကြောင်းဒေတာခန့်တွေကဆိုကြပါရစ်ကလေးမျိုးမှာမကြခဏဆိုသလိုစစ်သွေးဖုန်းလိုင်းတွေကျက်တောက်လက်ရှိနေပြီးတော့ပြီးခဲ့တဲ့အပြေလလေးပိုင်းမှာလည်းစစ်သွေးဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဆက်ရက်ကြောကြာကျက်တောက်ခဲ့ပါရီ အလားတူချင်းပြည်နယ်တစ်ခုလုံးမှာလည်းစစ်သွေးရေး operator ဖုန်းလိုင်းအလုံးနဲ့ fiber internet line အလုံးတက်တောက်လည်းရှိပြီးအချို့မြို့နယ်နဲ့ဈေးရွာတွေမှာတော့ starling internet line တွေအသုံးပြုလို့ရနေကြောင်းသိရပါတယ်ရှင်။နောက်သတင်းတစ်ပုဒ်ကတော့186ရောင်မြောက်ပေါ်ပြဟမင်းကြီးအဖြစ် Robert Francis Prevost ကိုဒီမနေ့မေလ10ရက်နေ့ကရွေးချယ်တင်မြောက်လိုက်တယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံကနေပေါ့ပြဟမင်ဂျီအဖြစ်ပထမဦးဆုံးတင်မြောက်ခံရခြင်းဖြစ်ပြီးတက်တော်69နှစ်ရှိပြီဖြစ်ကပေါ့လီယို14ဘွဲကိုခံယူမယ်လို့သိရပါတယ်ဗက်တကန်မြို့တော်စင်စတင်ဖျားဆောင်မှာမြန်မာနိုင်ငံကနေကာဒီနယ်ဘုန်းတော်ကြီးချက်စ်မောင်ဘူအပါဝင် တက္ကပါလုံးကနေကာဒီနယ်ဘုန်းတော်ကြီး133ပါးကမေပေရွေးချယ်ခြင်းဖြစ်ပါတယ်ရွေးချယ်ခံလိုက်ရတဲ့ပေါ်ပြဟာမင်ကြီးအစ်တဟာအမေရိကန်နိုင်ငံမှာမွေးဖွားသူဖြစ်ပြီးတော့ ပြည်တွနိုင်ငံသားအဖြစ်လဲခံယူထားသူဖြစ်ကြောင်း2023ခုနှစ်မှာ Pope Francis က၎င်းကို Cardinal Yahan အမတ်အဖြစ်ခန့်အပ်ခဲ့သူဖြစ်ကြောင်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကွေတိုင်းအွန်လိုင်းမြို့နယ်ကန်တာယာကျေးရွာကိုစစ်ကောင်စီကအပြစ်ရစေရေးချိန်ညာထားပေမဲ့လေလေချောင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျေးရွာဖုံးကြီးချောင်းပြစ်စည်းသွားကြောင်းသိရပါတယ်။ ကန္တာယာခြေရွာကိုစစ်ကောင်စီတပ်ကယမန်နေ့မေလ10ရက်နေ့ညနေ9:00နာရီကျော်မှာတိုက်ပွဲဖြစ်ပွားခြင်းတစုံနေရာမရှိဘဲပေါင်300ဘုံတီ3လုံးနဲ့လေဆောင်တိုက်ခိုက်ခဲ့ပြီးတော့တလုံးဟာပောက်ကွဲမှုမရှိဘဲခြံနေခဲ့တယ်လို့ဒေသခံအမျိုးသားတအိုးကကီမိုမီဒီယာကိုပြောလိုက်ပါတယ်။ကန္တာယာခြေရွာကိုစစ်ကောင်စီတပ်ကမေလ၄ရက်နေ့ကလေးက လေချောင်းပုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ရွာသားတွေဟာကြေးရွာထဲမှာမနေရတော့ပဲဘေးလွတ်ရာကိုတန်းရှောင်နေကြပြီးရမနိညလေချောင်းပုံးကျဲတိုက်ခိုက်မှုမှာလူထိခိုက်ဒေဆုံးမှုမရှိကြောင်းသိရပါတယ်။တအပြင်ပြီးခဲ့တဲ့မေလ၄ရက်နေ့နဲ့၅ရက်နေ့မှာလည်းကန်တာယာကြေးရွာကိုစစ်ကောင်စီက၂ရက်ဆက်တိုက်လေချောင်းပုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ရွာသား၄ဦးထိခိုက်ဒဏ်ရာရရှိပြီးနှောဆယ်ကောင်ထပ်မံနေတည်ဆုံခဲ့ပါတယ်။ ကမ္ဘာရဈေးရွာဟာအင်ချီတရာခန့်ရှိပြီးတော့အရှုတ်ချင်းလိုမျိုးတွေနေထိုင်တဲ့ဈေးရွာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့လေကြောင်းပုံးကျဲတိုက်ခိုက်မှုကြောင့်ရွာလုံးကျပ်ပြီးလို့ရမှာထပ်သေးတိတ်ရှောင်နေကြရဆဲဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနာတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်